ရန်ကုန်မှာအွန်လိုင်းကနေငွေလိမ်လည်ခံရမှုတွေဇက်တိုက်ဖြစ်ပွားနေတာဟာကြားဖြန့်ငွေလိမ်ခိုင်းတွေအသွင်ပြောင်းပြီးလှုပ်ဆောင်လာနေတာလားဘလို့ငွေကြေးလိမ်လည်မှုပုံစံတွေကိုသတိထားဖို့လိုမလဲဆိုတာဝေဝေကပြောပြပေးမှာပါရှင်ငွေလိမ်ခိုင်းကြားဖြန့်တွေကြီးဆိုတဲ့မြားရီရွှေကိုကိုကိုနှိမ်နှင်းမှုတွေဇက်တိုက်ပြုလုပ်နေချိန်မှာပဲရန်ကုန်မှာအွန်လိုင်းကနေငွေလိမ်လည်မှုတွေဖြစ်ပွားနေကြောင်းစုံစမ်းသိရပါတယ်လက်တလောမှာကေဘေးမိုဘိုင်းငွေချေမှုတွေကိုအသုံးပြုပြီး ငွေလိမ်လဲမှုတွေအများအပြားဖြစ်ပွားနေကြောင်းကိုကာကန်ရှင်တွေစီကနေသိရပါဗျ။ပေါ်မှန်ငွေလဲနေကြသူရဲ့ချက်ပေါက်ကနေပြောနေကြစကားအတုံးနှုံးနဲ့တုံပြီးဆက်သွဲလာတာကိုလဲရင်ကပြောနေကြဆက်သွဲနေကြငွေပမာဏအများကြီးနဲ့အလုံးလုံးနေကြဆိုတော့ယုံကြည်ပြီးငွေအရင်လွှဲလိုက်မိတာနောက်ရကြခုစီလွှဲရမယ့်ငွေမဝင်သေးလို့ဆက်သွဲတော့ဆက်သွဲလို့မရပဲဖြစ်နေတာအဲ့ဒါနဲ့စုံစမ်းကြည့်လိုက်တော့ကိုနဲ့အလုံးလုံးနေကြသူကနေမကောင်းလို့ဆေးရုံတက်နေရတာဖြစ်နေတယ် သူလည်းဘာမှမသိဘူးပြောတယ်။ပါသွားတာတော့တရားကြော်တယ်။ဒါကတော့ကိုယ့်ရဲ့ KB အကောင့်ကနေတခြားသူရဲ့ KB အကောင့်တွေကို တိုက်ရိုက်ငွေသွင်းပြီးလိမ့်လေခံရတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။တခြားနည်းကတော့ယင်းနှစ်သူနှစ်ဦးကိုတုံးချပြီးတယောက်ရဲ့ KB အကောင့်ကနေမိတ်ဆွေဖြစ်သူရဲ့ KB အကောင့်တွေကိုငွေလွှဲစေပြီးမှငွေမလွှဲရလို့ပြန်လွှဲပေးဖို့ဆက်သွယ်လာတာမျိုးနဲ့လိမ့်လေတာလည်းရှိပါတယ်။ ဒီလိုနီလန်းတွေကိုကြုံခဲ့ရမယ်ဆိုတေချာစစ်စေးတီပြူပြီးမှငွေလွှဲငွေသင်းတာတွေလှုံ့ဆောင်ဖို့လဲလိုပါတယ်။ငွေလိမ်လည်သူတွေကတရဝင်းဘန်မာမှတ်ပုံတင်ဖုန်းနံပါတ်တွေနဲ့ဖွင့်ထားတဲ့ KB အကောင့်တွေကိုဂျာခတ်အနေနဲ့တုံးချပြီးလိမ်လည်နေတာလည်းဖြစ်ပါတယ်။ဒီလိုအခြေအနေတွေမှာကိုယ့်ရဲ့မှတ်ပုံတင်နဲ့ဖွင့်ထားတဲ့ KB အကောင့်တွေကိုအတုံးချခံလိုက်ရတာမသိပဲ KB အကောင့်ပိုင်ရှင်တွေက တရားစွဲဆိုခံရရတဲ့ကိစ္စတွေလည်းဖြစ်လာတာပါ။ ငွေလိမ်လည်မှုဖြစ်စဉ်တွေတိုင်းကိုဘဏ်ကတာဝန်ယူမှုမရှိဘဲသက်ဆိုင်ရာမှာပဲအမှုဖွင့်တရားစွဲတာတွေလုပ်ဖို့ပြောဆိုနေကြောင်းငွေလိမ်လည်ခံရသူတွေကပြောပါတယ်။အမှုဖွင့်တဲ့အခါမှာသက်ဆိုင်ရာကလည်း KB ကောင်ပိုင်ရှင်ကိုတရားစွဲဆိုချမှတ်တာဖြစ်တဲ့အတွက်အချက်လက်အုံချခံရသူတွေကပဲနစ်နာသူတွေဖြစ်လာရကြောင်းဥပဒေရေးရာကျွမ်းကျင်သူတယောက်ကထောက်ပြပါတယ်။ဒီလိုပစံလေလို့ထုတ်သွားပြီဆိုလို့ရှိရင်ဒီဆက်သွေးကိုရဲကိုအသုံးပြုပြီးတော့လိန်နေပေါ့ ဟလာချောတောက်ကောင်းငယ်တို့ဘာလို့လဲသူတို့ဆွဲကြမှာပေါ့နစ်နာတဲ့သူကတိုင်နေဆိုမဲ့တကယ်တမ်းဖန်စီခံရတဲ့သူတွေဟာဒီလိုကိစ္စတွေကိုသူတို့တကယ်ကျူးလွန်တာမဟုတ်ဘဲနဲ့သူတို့ကိုယ်တိုင်ကိုယ်ကပြန်ပြီးတော့အတုံးချခံရတဲ့ပုံစံမျိုးတွေဖြစ်နေတယ်တကယ်အပြစ်မရှိတဲ့သူတွေကအပြစ်ပေးခံရပြီတကယ်အပြစ်ရှိပါတယ်ဆိုတဲ့သူတွေကလွတ်နေတယ်အဲ့တော့အခုဆိုလို့ရှိရင်ဒီကြားဖြန်ဆိုတဲ့ဟာကရန်ကုန်မှာပါတကယ်တော့အဲဒါပြန့်နှံ့နေပြီပေါ့ ငွေလိမ်လည်မှုဖြစ်ရအများဆုံးက KB နဲ့ငွေလဲတဲ့ဖြစ်စဉ်တွေဖြစ်ပြီး KB ကောက်များစွာကိုအကောင့်ပိတ်တာစစ်ဆေးဖို့အတွက်ရက်ဆိုင်တာတွေဘဏ်ဘက်ကလှုံ့ဆော်နေပေမယ့်ငွေလိမ်လည်မှုတွေနဲ့ပတ်သက်လို့တော့ထုတ်ပြန်ပြောဆိုထားတာမရှိသေးပါဘူးစစ်ကောင်စီဘဟုဘဏ်ကတော့ငွေလိမ်လည်မှုတွေအတွက်မိုဘိုင်းငွေကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကြီးကြပ်ရေးကော်မတီနဲ့ဖွဲ့စည်းဆောင်ရွက်နေပြီးတာဝန်ရှိသူတွေနဲ့ပူးပေါင်းစစ်ဆေးဖော်ထုတ်နေတယ်လို့ပြီးခဲ့တဲ့2024ခုနှစ်နှစ်ကုန်ပိုင်းမှာထုတ်ပြန်ထားပါတယ်ကျမဦးဝေပါ